to hell. မင်္ဂလာပါ Stone X မှာကြိုဆိုပါရစေအခုဗီဒီယိုမှာတော့2025ခုနှစ်ထွက်အသစ်ဆက်ဆက် Ghost Rider vs Galactus Comic ကိုတင်ဆက်ပေးလိုက်ပါရစေဒီ comic မှာဆိုရင်လူတိုင်းကြိုက်ကြမဲ့ Ghost Rider နဲ့လူတိုင်းကြောက်ကြမဲ့ Galactus တို့ခြားကြတာ၄ Galactus ရဲ့ True Meaning Galactus ရဲ့ဖြစ်တည်မှုအတိတ်ဘယ်ကိုအသေးစိတ်ရှင်းပြပေးထားတာမို့လို့ Galactus အကြောင်းကိုစိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်အထိကြည့်တွားပေးကြပါဦး I am vengeance. I am the night. I am Batman. ။ Okay ဒီ comic ကို1980နောင်ပိုင်း New York မြို့မှာဟာတာဆန်ဆန်လေးဖန်တီးထားပါဗျ။ပထမအဆုံးစကားကတော့ဒီမှာငါကောင်မင်းကိုငါနာကျင်အောင်မလုပ်ချင်ဘူးတော့ဆိုပြီးတော့ The Thing ကလူโซတယောက်ကိုဖန်စည်းနေတာနဲ့စာထားပါဗျ။ဟိုဘက်ကတနက်နဲ့ပြန်ချိန်တိုင်းလူโซကသူမဟုတ်ကြောင်းကိုပြန်ပြီးတော့ရှင်းပြနေတယ်။ဘာ The Thing ရဲ့လက်ထဲမှာရှိနေတဲ့ One Tap ပုံတွေကကောင်ကဒီထိပ်ပြောင်းမယ်။ဒီငနယ်က accountant ဌာနမှာ HR ရာဒူးလိုချင်လို့လူ9ယောက်ကိုတတ်ခဲ့တာဖြစ်ကြောင်းကိုပါသိလိုက်ရပါတယ်။ဟိုဘက်ကညင်းမရတဲ့အဆုံးမှာအဲ့ဒီ office အဲ့ဒီယုံကကောင်းလို့กว่าဆိုပြီးတော့ပွင့်ထွက်လာခဲ့တယ်။မင်းကငါ့ကို ဝေပင်ရအောင်ဘာကောင်မလို့လဲဆိုပြီးတော့ပြန်ပြီးမေးလိုက်ပါတယ်ဘတ်တတင်းကဘာမှမပြောနိုင်ခင်မှာငါကတော့ဝေပင်မှာပဲဆိုတဲ့စကားနဲ့အတူပြစ်မှုတွေအတွက်ငရဲကနေပြီးတော့ရောက်လာခဲ့တဲ့အပြစ်ပေးသူ Ghost Rider ကပါအခင်းဖြစ်ရာနေရာစီကိုရောက်လာခဲ့ပါတယ်ဟိုဘက်ကတကယ်တော့တတင်းဖမ်းတာကိုပဲခံခဲ့တဲ့လူပြည်ရဲစခန်းကအပြစ်ပေးတာကိုပဲခံခဲ့တင်ပါတယ်အခုတော့ Ghost Rider ကသူ့ရဲ့ Panels တဲ့မျက်လုံးကိုဓာတ်ရိုက်ကြည့်စေတဲ့အပြစ်ပေးမှုကိုစတင်လိုက်ပါတယ်ထိပ်ပြောင်ကရုံးကလည်းအပြစ်ရှိတဲ့အတွက်တကူလုံးကိုမီးတွေလောင်ကျွမ်းသွားပြီးတော့ငရဲစီတန်ပို့တာကိုခံလိုက်ရပါတယ်နောက်ဆုံးပြပုံ ံမဲကြံတော့တဲ့အချိန်မှာတော့ Ghost Rider ကသူ့ရဲ့အလုပ်ပြီးပြီဆိုပြီးတော့လဲပြန်သွားပါတယ်။ဘတ်ဒါကိုမြင်ပြီးတော့သတင်းကအကြံတစ်ခုရသွားခဲ့တယ်။ Johnny ကိုခဏဆောင်းဖို့အတွက်ပြောလိုက်ရင်နောက်တနားီလောက်အချိန်ရှိလားလှုပ်เสียရရှိလားလို့စကားစားလိုက်တယ်။သူစော်လေးနဲ့ဒိတ်ဖို့အတွက်အင်ကြီးရွေးပေးဖို့ကိုအကူအညီတောင်းရင်းနဲ့စိုက်ကယ်ပေါ်ကိုတက်ပြီးတော့ဘော်ရာနှစ်ယောက်ထွက်လာခဲ့ကြပါတယ်။အင်ကြီးဆိုင်ကိုရောက်တဲ့အချိန်မှာတော့ချုပ်ထားတဲ့ဝစ်စုံကိုသတင်းကဝစ်ကြည့်နေရင်းနဲ့သူဖုံးကွယ်ထားတဲ့အကြံကိုစားလာခဲ့ပါတယ်။အခုနောက်မြင်ခဲ့ရတဲ့ Ghost Rider ရဲ့အပြစ်ပေးခြင်း Panance Stair ကလူတွေအများကြီးကိုတက်ပြနေတဲ့သိပ္ပံပညာပေါ်ကို base ယူထားတဲ့အကောင့်ကြီးတွေပေါ်မှာဆိုရင်ကောအလုတ်ဖြစ်လာဆိုပြီးတော့မေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူမှလူတွေ million like trillion like ကိုချီပြီးတော့ဂျိုလုံးကျွတ်တက်ပြစ်နေတဲ့အကောင့်ကြီးတစ်ကောင်ရှိကြောင်းကိုရှင်းပြလာခဲ့ပါတယ်။ Of course Daddy Fantastic 4ရဲ့အဓိကရန်သူကဘာများကိုစားသုံးသူ Galactus ကိုရည်ညွှန်းနေခြင်းလည်းဖြစ်ပါတယ်။တသိန်းပြောတာအရ Fantastic 4အဖွဲ့နဲ့ Galactus တို့ကချဖို့ဖြစ်လာတဲ့အခါတိုင်းမှာသူတို့က Galactus ကိုအနိုင်ယူပြစ်နိုင်နေဆိုရင်တော့မှအဲ့ဒီအကောင့်ကြီးကအကြောင်းအမျိုးမျိုးနဲ့အသက်ရှင်လျက်လွတ်လွတ်သွားခဲ့တယ်။ Maybe သူတို့ဒီ science ကို science နဲ့ချ နေခဲ့လို့ဖြစ်နိုင်တယ်ဒီတော့သူ့ရဲ့အကြံဒီ Ghost Rider အခုနထိပ်ပြောင်းကိုလုပ်ခဲ့တယ်လို့မြို့ Galactus ကိုလည်းပြာမုတ်ပြောင်းသွားအောင် Supernatural နီးနဲ့အပြစ်ပေးချင်တာဖြစ်ပါတယ် Ghost Rider ပြောတာအရတော့သူ့လိုမျိုး Supernatural Power ဒန်းတူရှိတဲ့ကောင်မဟုတ်ရင်တော့အလုပ်ဖြစ်နိုင်တယ်ဒါပေမဲ့ငါကဘလို့လုပ်ပြီးအကာသားကိုထွက်သွားရမလဲဆိုပြီးတော့ပြန်မေးရင်ဒါကြံခဲ့ပါတယ် Andy အတွေးတွေကလည်း Johnny ရဲ့ခေါင်းထဲမှာဆွဲကြံနေခဲ့ပါတယ်ဒါကြောင့်နောက်နေ့ရက်အကြာမှာအကာသားစီကိုပြစ်လွတ်မဲ့အကာသားယင်တစ်ခုစီကိုမိရေပြေးနေတဲ့ cycle တစ်စီးကမောင်းဝင်လာနေတာကိုမြင်လိုက်ရပါတယ် Ghost Rider ကအကာသားယ ရင်ကိုစိုက်ကဲကခြေချောင်းအနေနဲ့ဖတ်တွေ့လိုက်တဲ့ယင်ပြန်ကိုစီးနင်းပြီးတော့အာဂါသစီကိုထွက်ခဲလိုက်ပါတယ်။တစ်ဖက်မှာတော့အာဂါသအလဲတစ်ခုမှပျက်စီးလူနီနီဖြစ်နေတဲ့ဂျိုတစ်ခုနဲ့နောက်ဆုံးရှင်ကျန်တဲ့ဂျိုသားတစ်ယောက်ကိုမြင်လိုက်ရတယ်။သူတို့ဂျိုဒီအခြားကန်ဆိုးတဲ့ဂျိုတွေလိုပဲ Galactus ရဲ့စာတုံးခြင်းကိုခံရတော့မှာဖြစ်ပါတယ်။ဂျိုသားလည်းဘာမှမတန်နိုင်တော့ဘူး။ Galactus ကသူ့ရဲ့ယင်ကြီးစီကနေပြီးတော့လေဆာလိုင်းကြီးကိုပစ်စီလိုက်ပြီးဂျိုကြီးတစ်ခုလုံးကိုအပီးဖြက်စီအမုတ်ခြေပြစ်လိုက်ပါတယ်။အပီးမှာတော့ Galactus ကနောက်ထပ်စာတုံးဖို့အတွက်နေရာတစ်ခုစီကိုဆက်ဖို့ AI ကိုအမိတ်ပေးလိုက်တယ်။ Bad AI က င်ကအမည်မသိ power source တစ်ခုတည်းသူတို့စီလာနေတယ်ဆိုတာကိုတတိပေးတာကိုလည်းကြားလိုက်ရပါတယ်သူရဲ့အနောက်ကနေပြီးတော့ collector ဆိုတဲ့ခေါ်တဲ့နဲ့အတူ ghost rider ကမင်းရဲ့အပြစ်တွေအတွက်ငါရောက်လာခဲ့ပြီလို့ဆိုရင်လည်းအာဂါသားယင်ပြန်ကြီးစီးပြီးတော့ရောက်လာခဲ့ပါတယ် back collector ကတော့ခယူးမဆိုင်ဘူး insert လေးလို့ခေါ်ပြီးတော့သူရဲ့အလုပ်ကိုသူဆက်လုပ်နေလိုက်တယ်တစ်ဖက်က ghost rider ဆိုတဲ့ကောင်ကလည်းအကြောမခံတဲ့ကောင်မျိုးပဲဒါကြောင့်သူရဲ့ power နဲ့ချက်ချင်းပဲ collector size အကောင်ကြီးပုံစံကို form ပြောင်းပြစ်လိုက်ပါတယ် and it's amazing guys အခုဆိုရင်ကဘာရီဂျာမှာစက်ရုပ်ကြီးနဲ့မိကောင်ကြီးတို့ကချဖို့အတွက်ပြင် င်ဆင်နေကြပါပြီ Ghost Rider ကစပြီးတော့သူ့ရဲ့ငရဲမီးနဲ့ပစ်လိုက်တယ်လို့ Galactus ကလည်းပစ်တာကိုသူ့ရဲ့ Power Cosmic နဲ့ပြန်ပြီးတော့ကာလိုက်ပါတယ်ဒီမှာ Apollonian နဲ့ Outlandian ပညာတွေခြားကြရင်နဲ့နှစ်ခုတီရှင်ပစ်ကြတဲ့အခါမှာ Galactus ကအနောက်ကိုလွင်ဆင်သွားခဲ့ပါတယ် meaning Ghost Rider ရဲ့ငရဲက Hellfire ဒီ Power Cosmic ထက်ကျန်းနေဆိုပြီးတော့ပြသွားခြင်းလည်းဖြစ်ပါတယ်ဆက်ပြီးအခုကောင်မင်းရဲ့ attention ကိုရပြီလားဆိုတဲ့စကားနဲ့အတူ Ghost Rider နဲ့ Galactus တို့ဒီစတင်တိုက်ခိုက်ပါတော့တယ် Ghost Rider က charge လောက်လာပြီးတော့ Galactus ကိုနှစ်ချက်လောက်ပြင်းပစ်လိုက်တယ်အပြီးမှသူလာခဲ့တဲ့အဓိက ကရည်ရွယ်ချက်သူရဲ့အဓိကပါဝါဖြစ်တဲ့တေချင်းအကြည့်ကိုအသုံးပြုပြီးတော့ Galactus ကိုလောင်ကျွမ်းစေဖို့ကိုစတင်လိုက်ပါတယ်။ဘတ်ခန္ဓာအကြစိုက်ကြည့်လိုက်အပြီးမှာဘာမှမဖြစ်သွားခဲ့ဘူး။ Ghost Rider က No ဆိုပြီးတော့တောင်ရေရွတ်မိတလို့ Galactus ကလည်းခယူးဆိုင်မနေတော့ဘဲနဲ့ဒီကောင်ကိုကြောပေးပြီးတော့ထွက်သွားလိုက်ပါတယ်။ဒါက Ghost Rider ကိုပို့ပြီးတော့ဒေါ်ရထွက်သွားစေတယ်။ရှောင်းမထွက်သွားနဲ့မင်းနဲ့ငါကမပြီးသေးဘူးဆိုပြီးတော့ပြောနေတဲ့အချိန်မှာမဟုတ်ဘူး။ပြီးသွားပြီဆိုတဲ့စကားနဲ့အတူတတရလူတယောက်ဝင်လာခဲ့တယ်။လောကကြီးကိုကြီးရှုသူ Watcher ကရောက်လာခဲ့ပါတယ်။ And Watcher ကပဲရှင်းပြလိုက်တယ်။ Ghost Rider ရဲ့ပါ ဝါက Galactus ပေါ်မှာအလုံးမလုံးချင်းဒီ Galactus ဒီလူတွေမီလီယံလိုက်ခြီးပြီးတော့တပ်ပစ်နေတယ်ဆိုပေမဲ့သူတပ်ပစ်နေတဲ့လူတွေအတွက်ဘာခံစားမှုမှဘာတနာညာတာမှုမှမရှိတယ်လို့အပြစ်ရှိတယ်လို့လည်းမခံစားရတဲ့အတွက်ကြောင့်ပဲဖြစ်တယ်ဆိုပြီးတော့ရှင်းပြလာခဲ့ပါတယ်။ဇာဘီသူဒီသူရဲ့ nature သူရဲ့တဘာဝအတိုင်း universe ကြီးကိုဝင်ရောက်ဆော့ဖက်ခြင်းမရှိဘဲနဲ့အထက်စီးကဒါကြီးရှုနေရတယ်လို့ Galactus ရဲ့ nature Galactus ရဲ့တဘာဝကလည်းခြူတွေကိုစားသုံးနေခြင်းဖြစ်တယ်။မင်းတို့ရဲ့ကဘာကရေထဲကငမန်းနေသည်သူရဲ့တဘာဝအတိုင်းတက်စီယာရှိတာကိုတတ်ပြီးတော့စားရတယ်လို့အဲ့ဒီ က်ပြီးတော့စားနေတာအတွက်အပြစ်တင်လို့မရဘူးဆိုပြီးတော့ရှင်းပြလာခဲ့ပါတယ်ဘက်တာကို Ghost Rider ကလက်မခံဘူးဒါမျိုးစင်ကြီးတွေကိုသူက Punisher တို့ Thanos တို့စီကနေပြီးတော့လဲကြာခဲ့ပူတယ်ငါကဒါမျိုးလူတွေကို Million Light ချီပြီးတော့တတ်နေတာကိုတော့လက်မခံနိုင်ဘူး Banner's Day ကအလုံးမဖြစ်ဘူးဆိုရင်တော့မှငါက၂ယောက်ထဲက၁ယောက်မတည်မချင်းဒီကောင်နဲ့ငါဝမ်ဝမ်းချပြရမှာပဲငါမှတခြားရွေးချယ်စရာမရှိဘူးဆိုပြီးတော့ပြောလာခဲ့ပါတယ် So Watcher ကအဲ့လိုလဲလုံးလို့မရကြောင်နဲ့ဘာလို့လဲဆိုတာကိုရှင်းပြမယ်လို့ဆိုရင် Galactus ရဲ့အဓိက purpose Galactus ရဲ့ Marvel Comics မှာတည်ရှိနေခြင်းရည် ည်ရွယ်ချက်ကိုရှင်းပြလိုက်ပါတယ်တကယ်တော့ University ရဲ့အစ Big Bang မတိုင်ခင်မှာအရင် University လည်းအများကြီးရှိခဲ့ပူတယ်ဥပမာ Collector ဆိုရင်အရင် University ကနောက်ဆုံးရှင်ကျန်ခဲ့သူဖြစ်ခဲ့တယ်ဒါကြောင့်လည်းသူဒီစပြီးတော့တရှိလာခတဲ့ကကဘာတွေကိုစားသုံးရမယ်ဆိုတဲ့စာလောင်မှုနဲ့ဖြစ်ပေါ်လာခဲ့ခြင်းပဲ and လူတိုင်းကဒါကိုသိကြပါတယ်ဒါပေမဲ့လူတိုင်းမမေ့ကြတဲ့မေကွန်ကတော့ဘာလို့အခုလိုမျိုး Collectors ကဂျူတွေကိုစားပြစ်နေရတာလဲစားခန့်လိုက်ရတဲ့ဂျူတွေကတော့ဘာဖြစ်သွားလဲအထူးသဖြင့်စားသုံးခန့်လိုက်ရတဲ့ဆိုတဲ့ meaning အတိတ်ဘယ်ကဘာလဲဆိုတာကအဓိကမေကွန်ပဲဆိုပြီးတော့ပြောလာ ခဲ့ပါတယ် Ghostwriter ကလည်းဒါဆိုအဲ့ဒီအတိတ်ပဲကဘာလဲလို့မေးမြန်းလိုက်တဲ့အခါမှာ it's everything အရာရာပဲဆိုပြီးတော့ Watcher ကရှင်းပြလာခဲ့ပါတယ် Universe တစ်ခုဆိုတာစတင်ဖြစ်ပေါ်လာတဲ့အချိန်မှာစမှတ်ဆိုတာရှိခဲ့တယ်လို့အချိန်တန်ပျက်စီးမယ်ဆိုတဲ့အဆုံးမှတ်ကလည်းအဲ့ဒီအချိန်တွေကရှိနေပြီးသားဖြစ်တယ် and Universe တိုင်းကလည်းအဲ့ဒီအဆုံးမှတ်ကိုရောက်တဲ့အချိန်မှာအရာရာအကုန်ပျက်စီးကုန်ကြတယ်အရာရာဆိုပေမဲ့ကြံတဲ့နောက်ဆုံးတစ်ယောက်ပဲရှိနေလိမ့်မယ်အဲ့ဒါကအားလုံးကိုစားသုံးမဲ့သူပဲအဲ့ဒီတယောက်က Galactus ပဲလို့ဆိုလာရင်ね Universe တိုင်းရဲ့ပျက်စီးခြင်းကြောင့်ဖြစ်ပေါ်လာမဲ့ Galactus ပုံစံ က်အစုံဒီဇိုင်းအစုံကိုပြလာခဲ့ပါတယ်။အဲဒီ Galactus ဆိုတာဒီဖြစ်လာတဲ့အခါမှာ The Great Destroyer ကြီးမြတ်တော်ဖြတ်စည်းသူဆိုပြီးတော့ခေါ်တင်စေခဲ့တယ်။အစုံမှာအဲဒီဖြတ်စည်းသူကပဲအရာရာကိုစားသုံးပြီးတော့သူတယောက်တည်းပဲရှင်ကြံခဲ့လိမ့်မယ်။သူကပဲလည်းနောက်ထပ် Universe တစ်ခုကိုမွေးထုတ်ပေးလိမ့်မယ်။အဲ့ဒါကသူ့ရဲ့ရည်ရွယ်ချက်ပဲဆိုပြီးတော့ပြောနေတော့မှာ Ghost Rider ကစိတ်မရှိတော့ဘဲနဲ့ဖြတ်ပြောလိုက်ပါတယ်။ Wait နေစမ်းမအောင်။အဲ့လိုဆိုရင် Universe တိုင်းကစပြီးရဲ့အချိန်မှာအချိန်တန်ရင်အစုံတက်မှာပဲဆိုရင်အဲ့ဒီဂျာထဲမှာဖြစ်ခဲ့တဲ့မြအဲ့ဒီဂျာထဲမှာရှင်တန်ခဲ့တဲ့မြလူတွေယူသားတွေ ဲ့အသက်တွေဖန်တီးချက်တွေဘဝတွေကအသေးပဲမရှိဘူးဆိုပြီးတော့မင်းကပြောချင်တာလားအဲ့ဒီဘဝတွေဒီအဲ့ဒီအသက်တွေဒီဘာရည်ရွယ်ချက်မှရှိမနေပဲနဲ့အချိန်တန်မှာဒီအကောင်ကြီးကစားသုံးဖို့အတွက်အစာတက်တက်အနေနဲ့ပဲရှိနေတာလားဆိုပြီးတော့လူသားဆန်ဆန်မေးလိုက်ပါတယ် and no watcher ရဲ့အဖြေကကောင်းမရိပ်ပဲနဲ့စဘာစိုက်တယ်ဆိုတာကတော့ဘာထူမလဲစိုက်ထားတဲ့စဘာတွေကိုမရိပ်သိမ်းမဲနဲ့နေပူထဲမှာတေးစေလိုက်မှာလားဆိုပြီးတော့ဥပမာပေးရင်ရှင်းပြလာပါတယ် galactus ဒီလက်ထိုးအတိုင်းပဲ galactus ဒီဂျိုးတွေကိုပါဇက်တဲ့ပြစ်ထည့်ပြီးတော့ hammer ကလို့ဝါစာပြစ်နေတာမဟုတ်ဘူးသူရဲ့ရည်ရွယ်ချက်က ကောက်ရိပ်လိုပဲရှိနေတဲ့ University ရဲ့အကျဉ်းအကျံတွေကနေပြီးတော့နောက်ထပ် University တစ်ခုမွေးဖွားလာစေဖို့အတွက်အရင်အမြစ်ဖြစ်တဲ့သူရိတ်တန်းလိုက်တဲ့အချိန်မှာစားသုံးလိုက်တဲ့အချိန်တိုင်းမှာအဲ့ဒီ University ရဲ့အမှုပညာတွေ၊ပကြီးတွေ၊ဂီတတွေ၊ဇလန်းတွေအသိဉာဏ်တွေအကုန်လုံးကိုစောက်ယူလိုက်ခြင်းမျိုးဖြစ်တဲ့ဒီလောက်နဲ့မရက်သေးဘူး။သူကလူတွေရဲ့မျော်လင့်ချက်တွေ၊အိမ်မက်တွေနောက်ဆုံးအချိန်အထိကိုကိုယ့်ရဲ့အသက်အတွက်တိုက်ခိုက်ခြင်းစိတ်တွေ၊တည်ရှိခြင်းစိတ်တွေအကုန်လုံးကိုပါစိတ်ဓာတ်တွေကိုပါစောက်ယူလိုက်ခြင်းဖြစ်တဲ့အချိန်တန်လို့အရာအားလုံးကပျက်စီးကုန်ပြီးဗလာနယ်ကြီးပဲကြံ တော့တဲ့အခါမှာ Big Bang ကထပ်မံဖြစ်ပေါ်လာပြီးတော့နောက်ထပ် Universe တစ်ခုကိုမွေးထုတ်ဖို့အတွက်ဖြစ်လာတဲ့အခါမှာ Galactus ကဓာတ်တွေအားလုံးကိုထည့်ပေးလိုက်တယ်အသစ်ဖြစ်လာတဲ့ Universe မှာမျောလင်းချက်တွေအိမ်မက်တွေ Music ဂီတတွေတချင်းတွေအကုန်က Galactus ရဲ့အတွေ့တစ်ချက်နဲ့အတူပါဝင်လာကြလိမ့်မယ် And that the purpose of the Universe Universe ကြီးရဲ့ရည်ရွယ်ချက်ဖြစ်တည်ချက်ပဲမွေးဖွားခြင်းနဲ့ပျက်စီးခြင်းတို့ရဲ့ Cycle ပဲသေဆုံးသွားခဲ့တဲ့အသက်တွေဂီတတွေအိမ်မက်တွေကနောက်ထပ်ဖြစ်လာတဲ့ Universe ကိုအရင်တစ်ခုထပ်ပို့ပြီးတော့တာသွားစေတယ်ပို့ပြီး ော့တိုးတက်သွားစေတယ်ပို့ပြီးတော့အတွေ့အခေါ်တွေမြင်မာလာစေတယ်ဒီလိုနဲ့အချိန်ပေါင်းများစွာဖြစ်လာတဲ့အခါမှာ perfection ဆိုတဲ့တစ်ချိန်ချိန်မှာအဖက်ဖက်ကအပြည့်စုံဆုံး universe တစ်ခုစီကိုဥတီတွားလိုက်မယ်ဖြစ်လာစေလိမ့်မယ်ဆိုပြီးတော့ရှင်းပြလာခဲ့ပါတယ် and dadi marvel universe ကြီးကရှင်းပြလိုက်တဲ့ universe ကြီးများရဲ့ဖြစ်တည်ခြင်းဖြစ်စီခြင်းတို့ရဲ့အရည်ရွယ်ချက်ပဲလည်းဖြစ်ပါတယ်အခုလိုမျိုး watcher ကအချိန်နဲ့အကြာကြီးရှင်းပြပေးခဲ့တာကို predator တို့နားလည်လိုက်လားတော့မသိပေမဲ့ ghost rider ကတော့နားလည်လဲခယူမဆိုင်ပါဘူးသူမှပြောစရာစကား၅ခုမှရှိတယ်ပထမက i don't care ငါခယူးမဆိုင်ဘူးဆိုတာနဲ့ဒုတိယနှခွန်က fuck you လီးပဲဆိုတာပဲဖြစ်ပါတယ်။မင်းပြောတယ်လို့ Galactus ဖြစ်နေလို့ဆိုတိုင်းဒီကောင်ကလူတွေကိုတတ်အပြီးမှမှလွတ်သွားခွင့်ကိုငါကမပေးနိုင်ဘူး။ငါကတော့ Galactus ဆိုရင်လည်းကျုံးမှာပဲ။နောက်နှစ်ပေါင်းသိန်းနေတန်းနေယာတွေနဲ့အကုန်ချီပြီးမှဖြစ်လာမဲ့ကိစ္စအောင်ငါခယူမဆိုင်ဘူး။အခုကိစ္စကငါနဲ့ဒီကောင်နှစ်ကောင်တည်းကတကောင်တော့တေးမှပြီးမှပဲဆိုပြီးတော့တိုက်ခိုက်ဖို့အတွက်ဆက်ထွာလာခဲ့ပါတယ်။နောက်ဆုံးပြောမရတဲ့အဆုံးမှာတော့ Watcher ကဒီကောင်ကိုသူ့ရဲ့ Ultimate Power နဲ့ဒီကောင်တော့ညင်းလို့မရတဲ့ Power နဲ့ကဘာစီကိုပဲပြန်လွတ်ပေးလိုက်ပါတယ်။ Johnny ကရုတ်တရက်ကဘာပေါ်ကိုပြန်ရောက်သွားတဲ့အခါမှာ စဉ်းစားရင်းနဲ့ပြန်ပြီးတော့လမ်းလျှောက်လာနေတော့မှတနေ့ကသူ့ကိုအခုညီတောင်းခဲ့တဲ့တသိန်းတို့အတွေ့စားတောက်ဆိုင်ထဲမှာဒိတ်လုံနေတာနဲ့တွားကြုံပါတယ်တသိန်းကချက်ချင်းလမ်းခေါ်တယ်လာကြွိုင်းပါအောင်ဆိုပြီးတော့ခေါ်တဲ့အခါမှာဂျော်နီကလည်းတတ်ပြီးလုပ်ပြီးတော့လောကကြီးနဲ့လောကကြီးမှာရှိနေတဲ့အစားအသောက်တွေကကောင်းလိုက်တာဆိုတာတွေကိုပြောရင်းနဲ့ကဘာကြီးကိုပို့ပြီးတော့နားလဲသွားရင်းနဲ့ comic ကိုအဆုံးသတ်သွားခဲ့ပါတယ်ဒီ comic ဒီ Ghost Rider vs Collector ဆိုပြီးတော့ခေါင်းစဉ်တတ်ထားပေမဲ့တကယ်တမ်းက Collector ရဲ့ဖြစ်တည်မှု Collector ရဲ့တည်ရှိနေခြင်းကလောကကြီးကိုဘလို့အကျိုးပေးလဲဆိုတာတွေကိုရှင်းပြသွားကြ ခြင်းဖြစ်ပါတယ်ပရိသတ်တို့လည်းကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်